နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့နေမီးနိုင်ငံတကာကေဆေးအဖွဲ့တစ်ခုဖြစ်တဲ့ Samaritan Pass ကနေတာအဖွဲ့ဟာငလီနဲ့ပတ်သက်တဲ့ကူညီကေဆေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့မြန်မာနိုင်ငံကိုလာရောက်မေးလို့ကနေဒါသတင်းတွေကဖော်ပြကြပါတယ်။ထိုင်းနဲ့မြန်မာကငလီဘေးတင်းတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့အဲ့ဒီအဖွဲ့ဟာဒီကနေ့ဧပြီလ10ရက်နေ့မှာကနေဒါနိုင်ငံ Calgary မြို့ကစတင်ထွက်ခွာလာမေးလို့သတင်းတွေကဆိုပါတယ်။ ကနေဒါနိုင်ငံအယ်ဘာတာပြည်နယ်ကယ်လ်ဂရီမြို့မှာအခြေစိုက်တဲ့ Samaritan Pass ကနေဒါဟာမြန်မာနိုင်ငံကို BND KCA တုံ့ပြန်မှုအဖွဲ့ DART ကိုကနဦးစီလွတ်ခဲ့ပြီးကနေဒါရေးပေါ်မြည်ပြင်ကွင်းစင်ဆေးရုံလေးရင်ကိုပထမဆုံးအကြင်ဆေးလွတ်သွားမှလေးဖြစ်ပါရယ်အဲ့ဒီအဖွဲ့မှာကနေဒါနိုင်ငံသားတွေအပါအဝင်တဘွား BND တုံ့ပြန်ရေးဆိုင်ရာကျွမ်းကျင်သူ28ယောက်လိုက်ပါလာမှာဖြစ်ပါရယ်အဲ့ဒီအရေးပေါ်ဆေးရုံလို့ခေါ်တဲ့အဖွဲ့မှာ ခွေးစိတ်ခန်းနှခန်းအရေးပေါ်လူနာခန်းတခန်းအတွင်းလူနာဆောင်စီပီခန်းနဲ့တခွေးခန်းတစ်ခုပါဝင်မယ်လို့သိရပါတယ်။မြေပြင်ကူညီကေဆေးအဖွဲ့တွေအပြင်အကြီးစားအရေးပေါ်ဆေးရုံသုံးပစ္စည်းတွေရေတန့်စနစ်တွေအရေးပေါ်အမိုးအကာတွေရေတန့်ရှင်းရေးသုံးပစ္စည်းတွေလေးပါဝင်မယ်လို့ဆိုပါတယ်။